လွန်ခဲ့တဲ့25နှစ်ကအာနာရှင်ဗိုလ်ချုပ်မှုကြီးဟောင်းတန်းရွှေအုပ်ချုပ်တဲ့မြန်မာနိုင်ငံပေါ်ပြည်ပဆိုင်ရာလုံထမအဖွဲ့ချုပ်အိုင်ယန်လိုရဲ့ဖွဲ့စည်းပုံဥပဒေပုံမှ33ရာအေးအေးယူမှုဟာစစ်ကောင်စီလက်ထက်မှာတမိုင်းတကြော့ပြန်လည်လာခဲ့ပါတယ်1988ခုနှစ်အာနာသိန်းဗိုလ်ချုပ်ကြီးတွေကတောင်သူလယ်သမားလုံထမတွေနဲ့ပြည်သူလူထုတရေလုံးကိုတရင်တရောက်လုံအားပေးစေခိုင်းခြင်းပါဝင် အမျိုးမျိုးသောအရမစေခိုင်းမှုတွေကြောင့်တထောင်ပြင်းနဲ့ဇွန်လ14ရက်နေ့မှာ ILO ကမြန်မာနိုင်ငံကိုပရမအဆုံးချိန်ပိတ်ဆို့ရေးယူခဲ့ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတည့်နေ့မှာ NND ဦးဆောင်တဲ့ရတားဆိုးရွားကိုဖျောက်ချကအာနာသိမ်းခဲ့တဲ့အာနာရှင်လက်သက်ဘူဂျုံမူကြီးမင်းအောင်လိုင်လက်ထက် ခုလ9ရက်နေ့မှာလဲ ILO ကမြန်မာကိုဒုတိယချိန်အနေနဲ့ရေးယူခဲ့တာဖြစ်ပါတယ် အဖွဲ့ဝင်180ခုနှစ်နိုင်ငံပါဝင်တဲ့ပြည်ပဆိုင်ရာလုံတမဖွဲ့ချုပ် IN လို့မှာ အခြေခံပြဋ္ဌာန်းချက်10ချက်နဲ့၄ချက်ကိုမြန်မာနိုင်ငံကသဘောတူလက်မှတ်ရေးထိုးထားပါတယ်။ပြဋ္ဌာန်းချက်အမှတ်89လွတ်လပ်စွာအသင်းဖွဲ့ဖွဲ့စည်းခွင့်နဲ့ပြဋ္ဌာန်းချက်အမှတ်29အရမစေခိုင်းမှုပပျောက်ရေးတို့ကိုစစ်ကောင်စီကစူးဝါစွာ ချိုးဖောက်နေတဲ့ကြောင်း IN လို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 2023ခုနှစ်အော်တိုဘာလမှာအယန်လိုရဲ့စုံစမ်းစစ်ဆေးကော်မရှင်ကဒီမိုကရေစီနဲ့နိုင်ငံသားလွတ်လပ်ခွင့်ပြန်လည်ရရှိရေးလွတ်လပ်စွာ စုဝေးခွင့်အသင်းဖွဲ့တည်ထောင်ခွင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အချက်၁၁ချက်အကျဉ်းပြုတ်ခဲ့ပေမဲ့လည်းစစ်ကောင်စီဘက်ကလိုက်နာဖို့ပြက်ကွက်ခဲ့ပါတယ်။ဒါကြောင့်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့အယန်လိုဖွဲ့ညီလာခံမှာစစ်ကောင်စီကိုအရေးယူဖို့ စစ်တပ်မိဘနိုင်ငံတွေကလွဲပြီးတခြားဖွဲ့ဝင်နိုင်ငံများပြားကဆုံးဖြတ်ချက်ချခဲ့တဲ့ကြောင်း ILO အုပ်ချုပ်ရေးဖွဲ့ရဲ့ဖွဲ့ဝင်မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားတက်မကများဖွဲ့ချုပ် CDUM ရဲ့လက်ထောက်ထွေထွေအတွင်းရင်မူဒေါ်ဖြိုးစန္ဒာစိုးကမြန်မာနောင်းကိုပြောပါတယ်အဲလိုအာဒီကတရီတရီကပြည်သူတွေအတွက်အလုံသမားတွေအတွက်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့် လောလဆာစုဝေးစီယုံဝင်ရအောင်အသိပင်ဖွဲ့စည်းဝင်ရအောင်အကောက်ွယ်ပေးဆောင်ရတာဖြစ်တဲ့အကြောင်းမလို့စစ်တပ်မကြိုက်တဲ့အဲကိစ္စရတဲ့ဖြစ်လာမှာဖြစ်တဲ့အကြောင်းမလို့တော့စစ်တပ်ကိုအာအထိနာမှာဖြစ်တယ်လို့အာပြောချင်ပါတယ်အဲလိုရေးယူရမှာအိုင်အန်လိုပြတ်ထန်းချက်နှစ်ခုနဲ့ပတ်သက်ပြီးလွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတဲ့ရန်နယာဖော်ဆောင်ပေးခြင်းတိုင်ကြားရေးရန်နယာထူထောင်ခြင်းစစ်ကောင်စီနဲ့ဆက်ဆံရေးကိုဖွဲ့ဝင်နိုင်ငံတွေကပြန်လည်သုံးသပ်ခြင်း အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်တဲ့ငွေကြေးစည်းစိမ်မှုတွေပိတ်ဆို့ခြင်းစစ်လက်နက်နဲ့လေယာဉ်စီဖျက်တောက်ခြင်းစတဲ့အချက်တွေပါဝင်တယ်လို့၎င်းကဆိုပါတယ်အခုဆုံးဖြတ်ချက်ဟာအနာသိန်းစစ်ကောင်စီဝင်ငွေရစီတဲ့ငွေလန်းချောင်းတွေပိတ်ဆို့နိုင်မှုအခွင့်အရေးချိုးဖောက်တဲ့လုပ်ငန်းရှင်တွေကိုလုံသမားအခွင့်အရေးလိုက်နာစေဖို့တွေ့လူသမားတွေကိုယ်တိုင်ဒီဆုံးပြချက်ကိုကင်ဆယ်သုံးပြနိုင်တဲ့အခွင့်အလမ်းရှိလာတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ တည်တည်ချာချာသိရှိနားလည်ပြီးကောင်းမွန်စွာအသုံးပြုတတ်ရင်တော်တော်ကိုအကျိုးများမယ်လူ့သမားနဲ့ပြည်သူလူထုကိုကာကွယ်ပေးနိုင်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဒေါ်ဖြိုးဆန္ဒဆိုးကဆိုပါတယ်တခြားတစ်ဖက်မှာတော့ဝေးရွက်ဆိုးကျိုးဖြင့်ဆင်းရဲမွေးပြေမှုတွေကြောင့်လောက်ခလာစားနေငယ်နဲ့လောက်ကင်နေတဲ့လူ့သမားတွေကိုထိခိုက်မှုတွေရှိလာနိုင်တဲ့ပေါ်လူ့သမားခွင့်ရေးလှုပ်ရှားနေသူတို့ကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။အရင်လိုတက်တန်းချက်ကိုမလိုက်နာတဲ့တွေပုံမှန်33ညအေးအေးယူရမှာ အဖွဲ့ဝင်တနိုင်ငံချင်းအလိုက်ဒုအပ်တယ်လို့ရေးယူမှုတုံ့လာနိုင်ပြီးလက်တွဲလောက်ကနေတဲ့စီးပွားလုပ်ငန်းနဲ့အကူအညီတွေရက်ဆိုင်လာနိုင်ကြောင်းဒုတိယတက်မကများပူပေါင်းဆောင်ရွက်ရေးကော်မတီ CCTU ထွေထွေတွင်းမှုဦးရဲနိုင်ဝင်းကပြောပါတယ်အထူးသဖြင့်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုအားပေးထောက်ခံပြီးစီးပွားရေးရရှိရောက်တဲ့ကမ္ဘာနိုင်ငံကြီးတွေကမြန်မာနိုင်ငံလိုခွန်ပြိုးစဲနိုင်ငံမှာဆင်ရမှုရှော့ချရေးအလုပ်ကင်ဖန်တီးရေးယူရကျက်နဲ့ခွန်ပြိုးရေးအကူအညီတွေ ကိုယ်တိုင်မှုဆိုင်ရာအထူးခွင့်ရေးတွေပေးထားကြပြီးအခုရေးယူမှုကြောင့်အဲ့ဒီခွင့်ရေးတွေပေါ်တရားမှု ရှိလာနိုင်တယ်လို့၎င်းကဆိုပါတယ်လုံးမနေပေးနေသွားတယ်ပေါ့မယ်ပေးသေးမှာပဲဒါလို့လုံမားတွေကမထောက်တာမထောက်ဘူးဘာလို့သူတို့ရှင်ရဲ့ဒီသူတို့သက်ရှင်ရဲ့ဒီဒုတိယဒုတိယပြောက်ရဲ့သက်ရှင်ရဲ့ချင်းကြောက်တာတော့ဘယ်လူသားလက်ခံနောက်တယောက်တော့ဘူးသူကနောက်ထပ်မိသားစုမျိုးရှိတယ်သူတို့ကဒါအရက်ကစကားပြောတော့ပေါ့တတော်နဲ့မိမနဲ့ဘူးဆိုတာတစ်လုံးရတော့ထုတ်တာနော် တို့တော့ဗာလဲတို့တော့ညတကယ်ငတ်တဲ့ပြဿနာကိုကျွန်တော်တို့ဗနဲ့ရဲ့ဆွဲဆက်တောင်းလို့ရပါတယ်။ဒါလူကအသက်ရှင်ရဲ့ဒီပဲလို့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 အရင်လိုပုံမှန်33ရာအရေးယူမှုကိုပြည်တွင်းနဲ့ပြည်ပရောက်ဒုသမဖွဲ့တွေကြားမှာအမြင်မတူညီမှုတွေရှိနေပါတယ်။အခုရေးယူမှုဟာစစ်ကောင်စီကိုဝင်ငွေပေးဆို့ဖို့ရည်ရွယ်ကြောင်းပြည်ပရောက်ဒုသမဖွဲ့တွေကယူဆကြပေမဲ့ပြည်တွင်းမှာရှိတဲ့ဒုသမဖွဲ့စည်းတွေကတော့ဒီပေးဆို့မှုကြောင်း သိင်းနဲ့ချီတဲ့လုံသမားတွေထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။အထက်ကျောလုပ်ငန်းဟာပို့ကုန်ဝင်ငွေအများဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီးချုပ်လုပ်ပြီးအထက်တင်ပို့မှုကနေ20မီလီယံဒေါ်လာဘီလီယံနဲ့ချီဝင်ငွေရနေပါတယ်။2020 2021ခုနှစ်မှာထေကျုပ်တင်ပို့မှုကနေဒေါ်လာ3.6ဘီလီယံရရှိခဲ့ပြီး INLO ကပေးဆွမှုတွေလုပ်လာရင်စစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့လုပ်ငန်းတွေရက်ဆိုင်မဲ့အပြင်အဲ့ဒီဝင်ငွေတွေလည်းပေးဆွနိုင်တယ်လို့တွက်ဆနေကြပါတယ်။ ပို့ကုန်တင်ပို့ရတာဒေါ်လာဘီလင်းနဲ့ချီရှိတယ်လို့တွေးမြင်ရပေမဲ့လေမြန်မာနိုင်ငံဟာကိုယ်တိုင်ချုပ်လို့တင်ပို့တဲ့အဆင့်မရှိပဲလက်ခစားစနစ်နဲ့ချုပ်ပေးရတာကြောင့်အရင်စစ်ပါကလုံအားကဖြည့်ပမာဏနည်းငယ်တာရတဲ့ကြောင်းဦးရဲနိုင်ဝင်းကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီထိခိုက်တာထက်လူသမားတွေပေါ်ထိခိုက်မှု ပိုကြီးမားမှာကိုစိုးရိမ်ကြောင်း၎င်းကဆိုပါတယ်။ ၂၀၀၀ပြည့်နှစ်ကအလားတူရေးယူမှုကြောင့်နိုင်ငံတကာကမှာယူမှုတွေရပ်ဆိုင်းသွားတယ်လို့လူသမားတွေကိုလွှဲပို့တဲ့ငွေကြေးလမ်းကြောင်းတွေပိတ်ဆို့ခံရတာကြောင့်ဆက်ယုံလုပ်ငန်းအလုံးငုတ်တုံမိသွားကြကြောင်းနှစ်ပေါင်း30ကျော်ဆက်မှုဆောင်လုပ်ငန်းတွေ့ကြုံရှိတဲ့ရန်ကုန်မြို့မှာထိပ်သီးလုပ်ငန်းရှင်မြို့သားတို့ကပြောပါတယ်။ရေးယူပိတ်ဆို့မှုတမိုင်းတစ်ပတ်ပြန်လည်လာချိန်မှာလုပ်ငန်းရှင်တွေအနေနဲ့တွေ့ကြုံရှိပြီးသားဖြစ်တယ်လို့အခုဒီချိန်မှာလူသမားတွေကိုထိခိုက်မှုနည်းအောင်ဆောင်ရွက်လာနိုင်တဲ့အတွက်လုံရှင်တွေလည်း ်သက်ရှူပေါက်ရနိုင်တယ်လို့၎င်းကဆိုပါတယ်ဒါပေမဲ့လည်းဘုံတိုင်းကမြေဟိတို့တရက်တော့နည်းနည်းရှိပါဘူး။အဆိုင်တော့နည်းနည်းရှိပါပေါ့။ဒီကတော့သုံးရင်သာတထေးလေ။ဆက်ရုပ်တိုင်းရှိတထေးလေပေါ့။အဲ့တော့ပိတ်ဆိုလိုက်ကဲဘုသူ့ရဲ့ပိတ်ပိတ်ပေါ့ဗျာ။ဟို ပိတ်ပြီးဟိဆိုတာလည်းအလုံးဖြစ်အောင်လုပ်တော့မအောင်အားလုံးနဲ့နာမအောင်။ဆိုတဲ့ခါကျတော့အရင်လိုနှကောင်ကူးကြီးကအချိန်နဲ့အခုအချိန်ကြီးကတော့အလုံးတော်ကြီးတိုက်ခိုက်မှုအနည်းဆုံးတော့ပြောင်းလုံးလိုက်မယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်လာတယ်လေ။ ရခိုင်တွေးကြုံတွေကိုခြေခံပြီးပေးဆို့မှုကိုကြော်လွှမ်းနိုင်ဖို့ကြိုတင်ဆွေးနွေးမှုတွေရှိတဲ့ကြောင်းငွေကြေးလွှဲပြောင်းမှုတွေပေးဆို့ခံရမှာကိုအဓိကစိုးရင်ကြောင်း၎င်းကဆိုပါတယ်။လွန်ခဲ့တဲ့25နှစ်ကထေကျုပ်လုပ်ငန်းမှာအမေရိကန်နဲ့ဥရောပတို့ကအဓိကလုပ်ကင်ခဲ့ပြီးခုခါမြန်မာနိုင်ငံမှာအင်းနီချင်းတရုတ်လုပ်ငန်းတွေကသာအဓိကလွှမ်းမိုးထားတဲ့တွေ့ပေးဆို့မှုတွေကိုဖြေရှာနိုင်ပွဲရှိတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ လက်တလောထေကျိုးစေုံတွေမှာနိုင်ငံကမှာယူမှုအားကောင်းနေပြီးနောက်နှစ်စန်းထီဆက်လက်ရနိုင်ကြောင်းလူ့သမားနဲ့လူခွင့်ရေးချိုးဖောက်မှုရှိတယ်လို့ဆိုပြီးနိုင်ငံကမှတ်တဆိတ်ထေကျိုးလုပ်ငန်းတွေကမြန်မာနိုင်ငံကနေထွက်ခွာမဲလို့ပြောဆိုထားပေမဲ့လည်းလောက်ခဈေးအသက်သာဆုံးဖြစ်နေတာကြောင့်မြန်မာပြည်ကမခွဲနိုင်မခွာရဲဖြစ်နေကြကြောင်းထေကျိုးလုပ်ငန်းရှင်တို့ကဆိုကြပါတယ်စစ်ကောင်စီရဲ့လူ့သမားဝန်ကြီးဌာနကတော့ အရင်လိုရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရေးအရာဖိအားပေးဖို့ရည်ရွယ်ဆုံးဖြတ်ခြင်းဖြစ်ပြီးတည်ရောက်မှုမရှိကြောင်းဇွန်လ6ရက်နေ့ကျစ်ဆွဲနေ့သတင်းထုတ်ပြန်ထားပါတယ်။ကျန်းခံရေးပါတီခေါင်းဆောင်တူဖြစ်သူဦးမောင်မြင့်ခေါ်မင်းခင်မောင်မြင့်ကနိုင်ငံကတိုင်ဝန်ဖေကျင်ခံထားရတဲ့စစ်ကောင်စီဟာအရင်လိုညီလာခံမှာတဏ္ဍာရေးအရာအတိမတ်ပြုမခံရလို့ကြီးမားစွာဆုံးရှုံးနေကြောင်းအခုရေးရမှုဟာပေါ်ပေါ်တန်တန်မဟုတ်ကြောင်းစစ်တပ်ဝါဒဖြန့်သတင်းဌာနကပြောဆိုထားပါတယ်။ မြန်မာထေချုပ်အများပြဝယ်ယူနေတဲ့ဥရောပသက်မကကတော့အရင်လိုဆုံးဖြတ်ချက်ကိုထောက်ခံပြီးစုံစမ်းစစ်ဆေးကော်မရှင်ရဲ့အကြံပြုချက်တွေကိုအာဏာသိမ်းစစ်ကောင်စီအမြန်ဆုံးထိတွေ့ဆောင်ရွက်သွားဖို့ဇွန်လ6ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။အရင်လိုရည်ရွယ်မှုဆုံးဖြတ်ချက်မှာဒီကအဖြစ်ဖွဲ့ဝင်နိုင်ငံများအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆံရေးပြည်သူ့ဘော်ခြေခံခွင့်ရချုပ်ဖောက်မှုနဲ့ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမဲ့စစ်ကောင်စီထံလေရင်စီစစ်လက်နက်ပစ္စည်းငွေကြေးစစ်ဆင်မှုတွေမပြုတ်လို့ရည် စသဖြင့်စေုပ်စုပေါ်တိုက်ရိုက်ပြင့်မဲ့ထားတဲ့ဒဏ်ခက်ရေးယူမှုတွေပါဝင်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာစစ်ကောင်စီတွေနိုင်ငံရေးနဲ့ဗဏ္ဍာရေးစစ်မျက်နှာမှာထိခိုက်နိုင်ပြီးစစ်အာဏာရှင်စနစ်မြစ်ပြတ်ချေမှုန်းရေးတွေများစွာအကျိုးသက်ရောက်စေမှာဖြစ်တဲ့ကြောင်းမြို့သားညီညွတ်ရေးဆိုရာ UNG လောက်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။